့ဒီနေ active passive လေးဆက်သွားမယ်เนาะအဲ့တော့ဒီ active passive မှာဘာပါမလဲဆိုရင် by phrase မလို့တဲ့စာကြောင်းလေအဲ့တော့ကျမတို့ by ဆိုတဲ့စကားစုကိုအဓိကမထားတော့เนาะ sentence တစ်ကြောင်းမှာဒီ by ကိုမလို့ပဲနဲ့ကျမတို့တစ်ခါတည်း passive ပုံစံပြောင်းရေးမယ်ဟုတ်ပြီเนาะတစ်ခါတည်း passive ပုံစံပြောင်းရေးမှာเนาะအဲ့တော့ကျမတို့ဒီ ရှေ့မှာတင်ထားတဲ့ဗီဒီယိုတွေက active verb 1ဆိုရင် passive ဆိုရင်ဘာပြောင်းရမှာလဲ am is are plus battery active verb 2ဆိုရင် passive က was were plus verb 3အဲ့ဒါဒီ auto သိနေရเนาะခုနံပါတ်1ကိုကြည့်စံကိုစံကိုမြမနိုင်ရဲ့မှာစိုက်ပြိုးသည်ဘသူစိုက်လဲအရေးမကြီးတယောက်မှမကြည့်ဟုတ်ပြီเนาะစိုက်ပြိုးတဲ့ object ဒီဘာမှရှိရလဲ 是走马线的，大家务什么肉扒呢？东阳务的走路线，不是丰顺的东阳肉。他说：“你三素肉扒东阳。” Rice, 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 and counting by number, you know me how le? 他说：“你 M 呀，E 呀，I 呀，扒东。” Rice, rice, is I S is 贝东阳，哎呦，rice is 碰，battery 耐不耐？三 U 耐，一 battery 把偏 le。 G R O W N grow အဲ့တော့ rice is grow ပြီးတော့မှနေရာပြပါတော့အမ်မြန်မာအင်းမြန်မာ Y A N M A အဲ့တော့ဘယ်သူဆိုင်လဲရေးကြည့်လားအေးမကြည့်ဘူးကျွန်တော်တို့ဒီ sun ဆိုတာမြန်မာနိုင်ငံကနေထွက်တယ်ဆိုတဲ့အကြောင်းပြောချင်တာဟုတ်လားเนาะတခြားဥရောပနိုင်ငံတွေမှာဆန်စိုက်တာရှားတယ်เนาะဥရောပနိုင်ငံတွေမှာပါတယ်စိုက်အရှား ဟုတ်ရောဘာနိုင်ငံတွေမှာဂျုံဆိုင်တယ်ဒါကြောင့်မို့သူတို့စီမှာဂျုံပေါ်တယ်ဂျုံပေါ်တဲ့အတွက်ကြောင့်မို့လို့ပါမုတ်တို့ပြီးွားလို့ရှင်သူတို့အဲပါမုတ်တို့ပြီးအဲပြီးွားလို့ရှင်သူတို့ pasta တို့အဲ့ဒါမျိုးတွေကဒီဂျုံကနေရတဲ့အစားအစာတွေပေါ့နော်အဲ့ဒါအများသောဖြစ်သူတို့စားကြနောက်တစ်ခုနံပါတ်2ဖျောက်အာရုံမိတ်ကတော့ငါတို့ကတိတ်ခဲ့ငါတို့အိမ်ကို2005ခုနှစ်ကတိဆောက်ခဲ့တယ်ဆောက်ခဲ့လို့ဘယ်သူလဲ တီးဦးတီးစရာမလိုဘူးတီးစရာမလိုဘူးငါတို့အိမ်ကိုပဲအဓိကထားပြီးပြောကြတယ်ဟုတ်လားအဲ့တော့ဆောက်ခဲ့တယ်ဆိုတော့ verb လောက်သုံးထားတာ do ဒါ do အဲ့တော့ဒီမှာ verb 1သုံးထားတယ် am is are plus verb 3မှတည်ရမယ်ဒီမှာ verb 2သုံးထားတယ်အဲ့တော့ was were plus verb 3မှတည်ရမယ်အဲ့ဒါမှမတည်ဘူးဆိုရင် active passive စာကြောင်းရေးလို့မတက်တော့ နော်အဲ့တော့ရေးလို့တက်အောင်လို့တခါတည်းသူ့ရဲ့ valve ကိုပုံစံတကျရှိအောင်တည်ရမယ်နော်အဲ့တော့ငါတို့ရဲ့အိမ်ငါတို့ရဲ့မာဟောင်းငါတို့ပါဆိုတော့ဟာဝါဟောင်းငါတို့ရဲ့အိမ်ဟုတ်လားတလုံးနဲ့လားများကြည့်လားညာတလုံးနဲ့တလုံးမဲ့လုံးအောင်ကြည့်လို့ရတလုံးမဲ့နော် our house was တိဆောက်ခဲ့သည်ဆိုတော့တိဆောက်တဲ့ web 3 B U I L D အဲ့ဒါမှမသိမရဘူးเนาะအဲ့ဒါချက်ထားရမှာပဲเนาะအဲ့တော့ our house was built ဘယ်တုန်းကခုနှစ်တည်းရဲ့ရှင်းမအင်ထည့်ရမယ် in 2005ဒါပဲเนาะဟုတ်လားလွယ်လွယ်လေးเนาะစာကြောင်းကိုစဉ်းစားလိုက်တာအဲ့ဒါကိုကိုကအစီအစဉ်တကျရေးတက်ဖို့အရေးကြီးอ่ะเนาะ number 3 fat မဖုံးမနေပါဘူးခုခံလိုက်ရတယ်ဖုံးခိုးရတာဘာလို့လဲသိလားပြီးရင်မဟုတ်ဘူးအခုတော့ကိုးရတာပဲကပိုင်းနိုင်တော့နိုင်သွားတာပဲဒါမှကိုးခံလိုက်ရတယ်ငါဖုံးတော့ကိုးခံလိုက်ရပြီကွာဆိုပြီးတော့ကိုကညည်းကျင်တာဟာလာမမေကအစ်တလုံးပြောက်ဝဲခိုင်းမယ်ပေါ့တဘောကတော့ရမယ်တော့မထင်နဲ့ဟာလာအဲ့တော့ငါဖုံးမနေ့ကအခိုးခံလိုက်ရတယ်အဲ့တော့မေသားဖုံးမေကကိုးခံလိုက်အဲ့တော့မာဆော Who can carry Ah, yes. What? S D E S D of the three. Stolen. S D O L E and stolen. Beroga. Yesterday. Yesterday. Tell me. Tell me. My phone was stolen yesterday. The Baba went on. Number four. English ago, Kabata went long, pure, eh? အင်္ဂလိပ်စာကိုပြောတဲ့သူပြောတဲ့သူမလို့ပြောတဲ့လူစဉ်းစားစရာမလိုဘူးပြောတဲ့လူသိစရာမလိုဘူးနော်ဒါဆိုရင်အင်္ဂလိပ်စာဆိုရင်တို့ဒီ object ကိုရှေ့ဆုံးမှာထားမှာ English ပြောတယ်ဒါဆိုရင် verb 1 and miss စာဆိုတော့ is s p e a k speak your battery spoken s p o k e n spoken ကဘာလို့ all over the world throughout the world ကြိုက်တာတော့ဟုတ်လားစာကြောင်းကလွယ်လွယ်လေးလိုလိုနဲ့နေเนาะကိုကရေးလို့ရှိရင်ဒီ passive ပုံစံမှန်သိအောင်လို့ထပ်ထည့်ပြီးသုံးပေးရမယ်เนาะဒါမှကျတော့ essay letter ရေးတဲ့ paragraph တွေရေးတဲ့နေရာတို့ကွက်လက်ဖြည့်ရဖြည့်ရနေရာတို့ဘာဖြည့်ရမလဲဘာဖြည့်ရမလဲအဲ့ဒါမှတန်းသိเนาะ